ရာလို့လည်းပြောလို့ရဟိုဖိုင်တာလို့လည်းပြောလို့ရဆိုပေါ့ကျော်ဒီတော်လန်ရေးကိုအနာရှင်စနစ်ကိုမကျေလို့တော်လန်ချင်းနဲ့စိတ်တည်းနဲ့ရောက်လာကျော်အဲ့လိုစားသောက်ထွက်ခဲဆိုရင်ကျွန်တော်တို့တိုက်ပွဲအချိန်အချိန်တစ်ခါလေကြာရင်တရက်လုံးဖြစ်တဲ့တိုက်ပွဲဆိုရင်ကျွန်တော်တို့ဒီနေ့ကောင်အဲ့လိုခောက်ဆယ်ချောက်တထုတ်တွေနဲ့ရှင်းနိုင်ခဲ့ရတဲ့နေ့တွေရှိခဲ့ပြီးတော့အဲ့လိုသမင်းချမ်းနဲ့နှစ်သက်ခဲ့ရတဲ့နေ့တွေလည်းရှိရပါတယ် 做做自家手中的嘛，哎，就一道比较带起来力量是就那么样都不会做哎，就，毕竟、嗯，就啥、欸、啊不是啥别东啊，带不会，没样做嘛的，这种，实嘛，实力不嘛，带起来，这就没样做嘛这种，哎，路带不会啊。 ပျော်ဆုံးအမတ်တရားတွေနဲ့ဝမ်းနည်းဆုံးအမတ်တရားတွေရှိအောင်ဝမ်းနည်းဆုံးအမတ်တရားတွေဆိုရင်တော့ကိုယ်ငယ်ချင်းကကိုယ်လက်ထက်မှာကြာသွားတဲ့တဲ့ဝဲတွေကျွန်ကျွန်အဲ့ကျွန်ဘွားရဲ့ဝမ်းနည်းဆုံးအမတ်တရားအဲအပျော်ဆုံးကပျော်ဆုံးအမတ်တရားပြောဆိုရင်ကျွန်တော်ပျော်ဆုံးအမတ်တရားဆိုရင်ကျွန်တော်ဂုံသိမ့်ပြီးတော့စကန်ဂုံသိမ့်ပြီးရဲ့ခွဲတော့ပြန်ပြောပါရစေ။ရှာတယ်။တို့တော်တော်လုံးဝ ခဏကိုတကူလုံးနားကျင်နားကျင်ကက်ခဲပြီးတော့ကျုံကျုံပြတ်တအောင်တန်းရရဲ့အဲ့လိုရခဲ့ပါတော့အဲ့လိုဒါပေမဲ့လည်းစိတ်ထဲမှာသိတာချွေးထက်များကတွေ့ထက်နေမဲ့ဆိုရင်အတိအကျောင်းကျုံချင်းမြားထွက်လေကျုံနားကျင်မှုနည်းလေဆိုရင်အတိနဲ့ကျွန်တော်ဘလောက်ပြင်းထန်တဲ့ဖြစ်စေခံရမယ်ဆိုပြီးကျွန်တော်လောက်ဆောင်နိုင်ရပါတယ်ကျွန်တော်တဖြည်းဖြည်းနဲ့တော့ကြောင်းလဲလိုက်လို့ပြောရရင်ကျွန်တော်အနိုင်ရတဲ့ 50ရာခိုင်နှုန်းလောက်တော့နိုင်ရည်လို့လောက်ပြောပြရတယ်ကျွန်တော်တို့အခုဆိုရင်ဂျိုးကလွတ်လပ်စွာတောက်တောက်ပိုင်ခွင့်ရှိလို့လွတ်လပ်စွာတောက်ပိုင်ခွင့်ရှိနေွားခွေးတောက်လွတ်လပ်စွာတောက်ပိုင်ခွင့်မရှိတော့ကျွန်တော်တို့နည်းနည်းမြင်ဆုံးမှုတွေနည်းနည်းလေးရလာပြီပေါ့ဒီပြင်းနေတော့ကျွန်တော်စအောင်မြင်မှုတွေစမြင်လာရင်လုံးလုံးပြောပြရတော့ဟုတ်ဒါပေမဲ့ခက်တာတစ်ခုကဂျိုးအာနာရှင်ကိုတော်လိုင်းနဲ့အာနာရှင်ဖြစ်သွားတဲ့လူစုတွေနဲ့ကြုံရတယ်ကျွန်တော် ျောလူငယ်တွေပေါ့အဲ့လိုနိုင်ဆက်စီနေလို့တဲ့လူတွေနဲ့လည်းကြုံရတယ်ကျွန်တော်အခက်အခဲပေါင်းမျိုးစုံနဲ့ကြုံတွေ့ခဲ့ရပါဟုတ်ကျွန်တော်ရဲဘော်လေးတွေလည်းတွေ့နေသူကြည့်ဆက်ကြပါပေါ့ကျွန်မရေးတွေကြည့်ဆက်ကြပါရှင်ဆိုရင်လည်းတတိတွေထားကြပေါ့အခုနောက်ပဲကိုရီးယားလည်းတွေ့နေသူအစ်မီဒီဘုန်းကြီးနဲ့တွေ့လာတော့ကျွန်တော်ရဲဘော်လေးတွေတွေ့ရမှာလည်းကျွန်တော်စိတ်ပူလာပေါ့စီပီလူတွေကလည်းအတင်းထားကြပါပေါ့ကျွန်တော် နိုင်အောင်တိုင်အောင်မနိုင်နိုင်တော့မှကိုယ်ကိမှာပေါ့ဆိုတော့ကြောက်ပါဗျာကျွန်တော်အဆုံးတော့ပြီးမှာမဟုတ်ဘယ်တော့မှဘယ်တော့မှအဆုံးပြီးဖြစ်မှာလည်းမဟုတ်ကျွန်တော်ကျွန်တော်လက်တစုံမရှိတော့မှလက်အစားထိုးပြီးတော့ကျွန်တော်တိုက်တိုက်ခဲ့တော့ခြေခြေမရှိတော့မှခြေတုနဲ့တိုက်သွားမှာပေါ့အဆုံးထိကောက်လောင်အောင်ကျွန်တော်ဒီကကျွန်တော်စိတ်ထဲမှာတော့နိုင်ဖို့ပဲကျွန်တော်တွေးတာပေါ့ကျွန်တော်တော့နည်းနည်းအောင်တိုက်အောင် ျွန်တော်အနေနဲ့လိုအပ်တာတခုကတော့ပြည်သူတွေရဲ့အားပေးစကားတွေကျွန်တော်လိုအပ်တာပေါ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပြည်သူတွေအတွက်သက်သေရင်သားကြရတယ်ဆိုတော့ပြည်သူပြည်သူတွေရဲ့ famous စကားတွေအားပေးစကားတွေကျွန်တော်လိုချင်တာပေါ့။ကျွန်တော်အလိုတတ်နိုင်တဲ့လူတွေအားလည်းကုညီပေးကြပါထောက်ပံ့ပေးကြပါကျွန်တော်ကျောင်းအဆုံးထိသွားနိုင်ဖို့ရေးကိုကုညီပေးကြပါပြီ။အားလုံးပြောချင်ပါဗျာ။ ျွန်တော်ကတော့ level 9 2စီစဉ်ရေးတစ်ခွက် PP 991A မှာရဲဘော်တရုတ်ဖြစ်ပါတယ်အဲ့တော့ဒီကတော့ကျွန်တော်ဒီစစ်တပ်တိုင်းပြည်ရဲ့အာဏာမတရားစီရင်ပိန်းထားတာကြောင့်ကျွန်တော်ဒီငင်းညံ့သာဆန္ဒပြရတယ်ဒါပေမဲ့ကျွန်တော်ငင်းညံ့သာဆန္ဒပြလို့မရတဲ့အနေအထားမှာဆိုရင်ကျွန်တော်ဒီလက်နက်ကင်လန်းစင်ရွှေ့ရှိပြီးဒီရုပ်ရောက်လာခဲ့တာပါဟုတ်ပါဘူးခက်ခဲရတော့အများကြီးပဲဗျကျွန်တော်ဒီပထမဆုံးအခက်ခဲရတော့ကျွန်တော်ဒီလမ်းမဆက်သွေးပေါ့ကျွန်တော်ဒီမြို့ပေါ်ကနေဒီဘက်ကိုတက်လာဖို့လဲကျွန်တော်ဒီလမ်းခီးချမ်းနေရကျွန်တော်လာရတယ် ုံးရောက်တဲ့ချိန်မှာဆိုကျွန်တော်တို့ကဒါအရသာဘွားနေလာအရသာဘွားနေလာတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်ဒီတက်မှာနေရမယ်ဆိုတော့ကျွန်တော်တက်ရဲ့စီကန်းနေနဲ့ကျွန်တော်နေရသဟာစာလာတော့ဖြစ်မနေဘူးလားဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုတက်နိုင်ဆုံးနဲ့ကျွန်တော်ကိုယ့်ကိုယ်ကိုပြုပြင်ပြီးတော့ပြည်ယူလာတာပေါ့ဗျာနောက်အခက်ခဲရတဲ့ကျွန်တော်ဒီအစားတောက်တွေပေါ့အစားတောက်တွေခက်ခဲမယ်အစားတောက်ခက်ခဲတယ်ကျွန်တော်ပြောပြပါမယ်နောက်တစ်ခုကတော့ဒီစက်ွက်ကြီးခက်ခဲမှာပေါ့ ုန်းလိုင်းနေမရဘူးဒီအင်တာနက်လိုင်းတွေကမရှိတဲ့နေရာမျိုးမှာကျွန်တော်နေရရပါတော့ကျွန်တော်လက်ရှိမှာတော့ကျွန်တော်လေပိုင်းတိုင်းခစ်စင်တပ်ဖွဲ့မှာကျွန်တော်တိုက်ခိုက်ရေးပေါ်နေနေတာဝန်ထမ်းဆောင်နေပါတယ်ဟုတ်တိုက်ပွဲတွေ့ကြုံကတော့ရှိပါလိမ့်ကြဒီမမရရဆိုရင်တော့ကျွန်တော်ပြီးခဲ့တဲ့တနေ့ကျော်လောက်ပေါ့ဒီကတနေ့ကျော်လောက်မှာကျွန်တော်ဒီ PNP နယ်ဘက်မှာရှိတဲ့စစ်စင်တခုမှာဟိုကျွန်တော်ထိခိုက်တိုင်ရခဲ့ရပေါ့ကျွန်တော်အဲ့ရှိန်တုန်းကဘယ်လိုလဲဆိုရင်တော့ကျွန်တော်ဒီအဲ့လိုမနက်6နာရီလောက်မှာ ကျွန်တော်တို့ရန်သူတက်လာတာကိုကျွန်တော်တို့ဘက်ကဟိုအဖွဲ့ရတယောက်ကနေဒီစက်သွေးဆက်ထဲမှာရန်သူတွေတက်လာပြီဆိုပြီးပေါက်တဲ့ချိန်မှာကျွန်တော်တို့ကြည့်ခဲ့ပါဗျာအမှကျွန်တော်တို့ဒီတိုက်ပွဲဖြစ်ဖြစ်ပြီးတော့နည်းနည်းကြာတဲ့ချိန်မှာကျွန်တော်တို့တဲကရဲဘော်တယောက်ထိတယ်ဒီပြီးနောက်နိုင်ခွဲကြော်လောက်ချိန်မှာကျွန်တော်ထိခိုက်တိုင်ရခဲ့တယ်ပေါ့အဲ့ချိန်မှာကျွန်တော်ထိသွားတော့ဘေးနားမှာကျွန်တော်လူတွေနဲ့တော်တော်နည်းနည်းလေးရှားနေရပါဘူးကျွန်တော်နည်းနည်းကွာနေကွာနေတော့ချိန်မှာကျွန်တော်တော်သေးတယ်ကျွန်တော်လာဆွဲတာကျွန်တော်ဒီထဲကရဲဘော်ပဲကျွန်တော်ဒီ ြည်ပါလိုအပ်လို့လားပုံရင်ကျွန်တော်တို့လာဆွဲတာပေါ့ဝင်ဆွဲတဲ့အချိန်မှာကျွန်တော်နေရာတော့မမြင်ရဘူးပြာသိရမလားအဲ့လိုဒီလက်နဲ့ကြီးကြပြီးအချိန်မှာလုံးဝကျွန်တော်နေရာဆိုဖုံဖုံလုံးနေနဲ့လုံးဝထူပိန်းသွားဘူးလေဒီမှာအချိန်မှာကျွန်တော်ရအောင်ကျွန်တော်တက်ဆွဲတယ်ဆွဲတဲ့အချိန်မှာကျွန်တော်ထိထားတာကျွန်တော်ဒီပေါင်နေကျွန်တော်ရှထောက်တွေထိထားဖြစ်တယ်လို့ကျွန်တော်ဒီ uniform ပေါင်းပြီးကျွန်တော်ရှော့လိုက်ဒီ suit uniform ကျွန်တော်ရှော့လိုက်ပြီးတော့ကျွန်တော်တွင်းခန့်လေးနဲ့ပဲကျွန်တော်ဒီအပေါ်ကဒီစီကန်းရှိတဲ့နေရာကိုကျွန်တော်တွင်းခန့်လေးနဲ့ပဲကျွန်တော်ရောက်လာတာပေါ့အဲ့ဒါတော့မှမမဲရပဲကျွန်တော်ဘွားမှာတော့ ဒီတိုက်ပွဲထဲမှာထိပြီးတော့အတွင်းခန့်လေးပြန်ပါလာတယ်ဗျာဟုတ်ကျွန်တော်တော်လိုင်းခံချက်ကတော့ဟောပြောရှင်းပါတယ်ဗျာကျွန်တော်အဓိကကျွန်တော်ဒီတော်လိုင်းပေါ်သစ္စာဆောင်တည်ဖို့ပြည်သူလူထုပေါ်သစ္စာဆောင်တည်ဖို့ ਨੇ ကျွန်တော်ဒီတော်လိုင်းလမ်းကြောင်းနဲ့သူ့ပြန်မသွားဖို့အရေးကြီးဆုံးပဲဗျာပါပါနော်ကျွန်တော်တို့ကဒါဒီစစ်တပ်ရန်နေရာတစ်ခုလုံးပြေကြပါကျွန်တော်တိုက်မှာဖြစ်တဲ့ကျွန်တော်ဒီအချိန်တော့ယူသွားတယ်ဗျာ ဒါပေမဲ့အချိန်ယူရလိမ့်မယ်ဆိုတဲ့ဂျားထဲမှာလည်းကျွန်တော်တို့အနေနဲ့ပိဆက်တင်တာပိဆက်ရင်းနှီးတင်တာတော့ကျွန်တော်ရင်းနှီးရမယ်ဗျာတော်လည်းရဲပေါ်ရင်ကိုပြောချင်တာတော့ကျွန်တော်တို့ပြီးဆုံးနေ့ကျွန်တော်တို့အတူတူဆက်သွားကြမယ်ကျွန်တော်စစ်ကောင်စီကျွန်တော်ပြုတ်ကြတယ်ကျွန်တော်ရအောင်ကျွန်တော်တိုက်ကြမယ်ဒီကျွန်တော်တော်လိုင်းလမ်းကြောင်းနေတွေ့ဖက်မသွားဖို့လူတွေတော့ဗျာ။တော့ဒီတူတူတွေပြောချင်တာကတော့တိုင်းမြများချစားတော့မရှိဘူးဗျာ။အဓိကတော့ကျွန်တော်ဒီတော်လိုင်းအစိုးရပေါ်ယုံကြည်ပြီးပါ။ကျွန်တော်တော်လိုင်းရဲပေါ်တွေယုံကြည်ပြီးပါ။ တော်လိုင်းရဲဘော်ယူနေတူရက်တီပေးပါကျွန်တော်တို့တီသူကကျွန်တော်ဘက်မှာရှိနေတယ်ကျွန်တော်မှအားရင်ရတယ်ပြီးကျွန်တော်ဒီရန်သူတစ်ဖက်နဲ့မတူတာကျွန်တော်တို့ဒီလူလူထောက်ခံမှုရမှာဒါအဲ့ဖွဲ့ကြီးကကျွန်တော်အောင်မြင်နိုင်ပါပဲလူလူထောက်ခံမှုမရတဲ့ဖွဲ့ကြီးဆိုတော့ဒါကြချုံးပါပဲအဓိကလည်းပြည်သူတွေပြောချင်တာကျွန်တော်နဲ့တူရက်တီပေးဖို့ပါပဲကြာဟုတ်ကဲ့ကျွန်တော်ကတော့လေဘိုင်းလိုက်2စီစီတက်ခွဲဟိုပါ P3 99ဝေးကရဲဘော်ဟမ်းမှာဖြစ်ပါတယ် တော်လိုင်းရဲ့ရောက်လာဆိုလို့ရှိရင်တော့ခွင့်ရင်းပြောရင်ကျွန်တော်တို့လူတွေမတရားမှုလည်းမခံနိုင်ဘူးပေါ့ကျွန်တော်တို့ရဲ့အခွင့်အရေးကိုကျွန်တော်တို့ပြန်လုပ်ခြင်းတဲ့အတွက်ဘာမှမဟုတ်ကျွန်တော်တို့ဟိုဟာသူတို့စံပယ်တွေလည်းလုပ်ခဲ့ပြီးသားဆန်းနိုင်လေကျွန်တော်ငြင်းငြင်းကပြခဲ့ပြီးသားမရတဲ့အတွက်ကျွန်တော်တို့ဒီတနက်ကညစီကိုလိုင်းမှာရမယ်ဆိုရင်ဆုံးဖြတ်ချက်နဲ့ပေါ့ပြီးတော့ကျွန်တော်တို့ထွက်လာမယ့်အချိန်မှာလည်းစစ်ကောင်စီကဒီဟိုစစ်မှုကြောင့်ဝေးရစားပြီးတော့ထုတ်ထုတ်မယ်ဆိုရဲတတိယနေ့လည်းကြားနေရတဲ့အချိန်မှာတနက်ကညလနက်ကင်တော့ကျွန်တော်တို့လွတ်လပ်မှုတွေကျွန်တော်ရအောင်တနက်ကမယ်ဆိုရဲ ပြည့်ခြင်းနဲ့ပဲကျွန်တော်ဒီတော်လေးရောက်လာခဲ့ရပါဘူး။တော်လန်ရေးဆောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ခက်ခဲရမယ်ပေါ့။ဒီဘက်ကိုလာပြီဆက်လာပြီဆိုရင်ကျွန်တော်တို့ဟိုစကောင်းစီဘက်ကဟိုခွေးမဖမ်းမိအောင်ရဲ့ ကျွန်တော်တို့ဒီဂိတ်တွေကိုရှောင်ခဲ့ရတယ်ဆပြီးတော့လာတယ်လမ်းကြောင်းပါတယ်ကျွန်တော်တို့ကတ်ခဲဆပြီးရဆိုင်နေရပြ။ဒီနေရာလေးကျွန်တော်တို့အကောင်းဆုံးစိတ်အငြိမ်ဆုံးထားပြီးဆုံးဖြတ်ချက်နဲ့လေရောက်လာခဲ့ရပြ။ပြီးတော့ဒီဒေါ်လာရေးနဲ့ရောက်လာပြီဆိုရင်ကျွန်တော်စတင်ခတ်ခဲ့တာကျွန်တော်တို့ဟာ PT training ပေါ့ physical training မှာဘာလို့အိမ်မှာနေပြီးဘာမှမလုပ်ခဲ့တဲ့လူတွေကဒီ physical training ကိုစလုပ်ရတော့မယ်ဆိုတော့မှအဲပို့ရောရမောမခံနိုင်တာတွေလမ်းမလျှောက်နိုင်တာတွေမပြေးနိုင်တာတွေဒီကတ်ခဲရဆာရှိတဲ့ပြီးအစားအသောက်ပိုင်းတွေ ကျွန်တော်တို့ဟိုဂျိုင်းပုံမှန်တိုင်းစားလာတဲ့ဆိုင်ဒီတော်ရီကတော့ကျွန်တော်စားတော့ကစားအဆစားရတော့ခါရောက်တယ်ဗျာကျွန်တော်တို့ကပုံမှန်လို့လို့မြဲစားနေရတာအားလူလို့ကတော့ဒီဟာကျွန်တော်မစားနိုင်တာတွေမချိန်ချဲစားတာတွေချိန်မပြီးစားခဲ့ရတယ်မစားလို့လည်းမဖြစ်ဘူးကွာ training နဲ့ပြန်မှန်းရရဟာရရဒီစားတော့ပိုင်းပြန်မှန်းရရဟာရအများကြီးပေါ့ခက်ခဲရင်မှတော်တော်များများအောင်မှဒီခံပြီးတော့ဖြစ်နေဖြစ်ကျော်ခဲ့ရပါတယ်ဟုတ်ကဲ့ကျွန်တော်အရင်ကတော့တိုက်ခိုက်ရေးတောင်းဝင်ထားဆောင်တယ်ဗျအခုတော့ကျွန်တော်တိုက်ပွဲမှတရားရထားရတဲ့အတွက်အခုကလာရင်မှတော့ကျွန်တော်နားနေရဗျာ โอเคဟိုတိုက်ပွဲတွေ့ကြုံဆိုလို့ရှိရင်တော့ကျွန်တော်ဒီထိခဲ့တဲ့တိုက်ပွဲမှာပေါ့နော်ကျွန်တော်အိုင်နီမနက်ကဆိုလို့ရှိရင်အစောကြီးထားပြီးတော့ကျွန်တော်တို့ဒီခွေးရီရှိနေအောင်စနိုက်ပါနဲ့ပြစ်မယ်ဆိုပြီးတော့တောင်ကုန်းမော်တက်သွားတော့ပေါ့ကျွန်တော်တို့ပြစ်မယ်တောင်ကုန်းလေးပေါ့ကျွန်တော်တို့စနိုက်ပါမားနဲ့ကျွန်တော်တို့လာအထောက်အနေလိုက်တက်သွားခြင်းမှာခွေးရီကဒါဆိုကျွန်တော်တို့တက်နေတဲ့တောင်ကုန်းမော်အောက်ကနေပြန်ဝိုက်တွက်ဝိုက်ပြီးတက်လာတာပေါ့အဲဝိုက်တက်လာတဲ့အချိန်မှာကျွန်တော်တို့တစ်ချက်မှကြီးတော့တစ်ချက်မှမဖောက်ဘဲနဲ့စနိုက်ထမ်းပြီးတော့နောက်ကိုလက်ချောင်းမနေပြန်ပြေးခဲ့ရတယ်ပေါ့ပြန်ပြေးပြီးတော့မှ ကျွန်တော်တို့သူတို့ကိုပြန်ပတ်တဲ့နေရာတွေကျွန်တော်နောက်ကနေပြီးတော့ပြန်ပတ်ပြီးတော့မှကျွန်တော်ထိတွေ့မှုဖြစ်ခဲ့ရဗျထိတွေ့မှုဖြစ်ခဲ့ပြီးတော့မှကျွန်တော်တို့ပွဲတွေပါပြီးသွားပြီဆိုတော့မှဟိုကျွန်တော်ပွားနေ drone ကခွေ drone တာနေအချိန်မှာကျွန်တော်အခြားခံလိုက်ရပေါ့ drone တာတော့ကျွန်တော်တတိမထားမိလိုက်တဲ့အချိန်မှာ drone နဲ့ထိသွားတာပေါ့ကျွန်တော်ရဲ့မမေရဆိုလို့ရှင်တော့အဲပွဲတွေ့ကြုံရှိရဗျဟိုတော်လိုင်းဘောထားတဲ့ခေတ်ကြီးကတော့ကျွန်တော်တို့ဒီစစ်အာဏာရှင်ကို အမြင်ပြောတဲ့အမြင်ပြတ်သွားတဲ့အထိကျွန်တော်တို့တိုက်ထုတ်မယ်ပေါ့ကျွန်တော်တို့ရဲ့လွတ်လပ်ဆုံးရှုံးသွားတဲ့လွတ်လပ်ခွင့်တွေကိုကျွန်တော်တို့ပြန်ရတဲ့အထိကျွန်တော်တို့အသက်မသေးသေးတိုက်သွားမယ်လို့ခံယူထားရတယ်ဗျာဘယ်တော်လိုင်းရဲကိုရဲ့အပေါ်မှာတော့ကျွန်တော်တို့လုံးလုံးနေတဲ့အခါမှာကျွန်တော်တို့ဒီဥစ္စာရေးလုပ်ပေးရမှာဟောကဘာမှမသိခိုင်းအောင်မယ်ကျွန်တော်တို့အကောင်းဆုံးရှိနေတဲ့ပဲအင်ဂျင်နီယာကိုစူးစမ်းပြီးပြီးဒီဇိုင်းတွေပြီးရမှာလို့ပြောချင်ပါတယ်ဗျာဒီဘာဖြစ်သူရဲ့အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့တော်လိုင်းရဲကိုဒီဘက်မှာ ိတ်မလျှော့ချလိုက်ပဲနဲ့အကောင်းဆုံးရည်တည်ပေးပါအောင်လို့ကျွန်တော်တို့လည်းအတတ်နိုင်ဆုံးအကောင်းဆုံးကြိုးစားနေပါတယ်ဗျာကျွန်တော်တို့ဘက်မှာကျွန်တော်တို့ကလည်းမိဘပြည်သူတွေထောက်ခံမှုရှိမှရည်တည်လို့ရမယ်အဖွဲ့အစည်းတွေမလို့မိဘပြည်သူတွေကျွန်တော်ဘက်မှာလည်းရှိနေပေးပါအောင်လို့ပြောချင်ပါတယ်ဗျာ